2026သင်္ကတတိမမပြန်လည်မှုတွေရရှိခြင်းနဲ့တစ်ပွားက2025ကုံတော့မယ်ဘာဇက်လက်မှမထွက်သေးဘူးလုံးချလေဘွားနဲ့ရောက်နေတယ်ဆိုလို့ရှင်ဒီဗီဒီယိုလေးကိုတစ်ချက်လောက်စိုက်ကြည့်ပေးပါတဲ့အတွက်ကြီးမားစွာသောကကောင်းမှုကိုခေါ်ပေးမှာဖြစ်ပါတယ်။တဲ့ဘွားထဲမှာဒီသုံးချက်ကြောင့်တင်အောင်မြင်ရခက်ခဲနေပါလိမ့်မယ်။ တေးကန်ဆောင်နေတော့ချစ်ရတော့ချမိတ်စီတို့ကန်ဆောင်နေတော့ဖုန်းနံပါတ်ကိုပြန်ပြီးတော့ဆက်ကြည့်လိုက်ပါတမ်းမာရေကိုအရန်ညက်တွေ ဖြစ်စေတော့နံပါတ်ဒီတမ်းမာရေကိုညက်စေတော့နံပါတ်ကစီးပွားရေးပါဖြစ်လို့မဖြစ်စေတာလေတမ်းမာချစ်သည်လက်တပါ ကျမ်းမာမှာကျမ်းမာမယ်ဆိုတာဖြစ်တဲ့အတွက်ရှာသမျှငွေကကျမ်းမာရေးကြောက်ပဲသုံးနေရမယ်ဆိုလို့ရှိရင်လည်းချစ်ရဖို့ချစ်မိစေတို့ကကျမ်းမာခြင်းလမ်းကြောင်းပေါ်ရှောက်နိုင်မှာမဟုတ်ဘူးလုံးချလေလိုက်နေမှာပဲနံပါတ်2အမှုအခင်ပြဿနာတွေကိုခေါ်ပေးတဲ့နံပါတ်ဒီနံပါတ်မျိုးတွေကိုကိုင်ဆောင်မိနေမယ်ဆိုလို့ရှိရင် ။ဘာလေးပဲဖြစ်ဖြစ်တဲတဲမောမောတေကစားအခက်ခဲတွေကြက်ကြမှုတွေပြဿနာတွေရင်ဆိုင်နေရမယ်ဆိုလို့ရှိရင်လေကိုသွားမဲ့လမ်းကြောင်းကဖြက်ဖြက်ဖြူဖြူမရပေဘူးပဲ။ဒီလိုအမှုခင်းနေပြဿနာတွေဖြစ်စေတတ်တဲ့ accident တွေဖြစ်စေတတ်တဲ့နံပါတ်အတွဲတွေမျိုးကိုကကိုကရှောင်နိုင်မှရပါမယ်။နံပါတ်၃ရဲ့ချက်အနေနဲ့ကိုဘွားကို နောက်ကျောဓာတ်ထုတ်ခံရတတ်တဲ့နံပါတ်တွေ လူယုံတွေကိုကိုတစ္ဆာဖောက်တတ်တဲ့နံပါတ်တွေမိဆွေပေါင်းတဲ့မုံနမရှင်တွေတောင်မှကိုကိုမယုံကြည်စေတတ်တဲ့နံပါတ်တွေပြီးတဲ့အခါကျလို့ရှင်အောင်မြင်လိုက်ကြဆုံးလိုက်ခဏနေလို့ရှင် အောင်မြင်တယ်အဲ့အောင်မြင်မှုကြောင့်ကိုကနေပြီးတော့လုပ်ငန်းလေးအတွေ့တဲ့အတိတ်ရဲပြီးထပ်ပြီးတော့ကိုကနေပြီးတော့ရှင်းနေမြုပ်နှံမှုတွေလုပ်လုပ်လေလုပ်လေလုံငွေကများများလာလေမမြတ်ဘူးလားဆိုတော့မြတ်တယ် ါပေမဲ့လက်ထဲမှာလည်းငွေမရှိနေဘူးဒါပေမဲ့ထပ်ပြီးတော့ကြိုးစားတယ်ထပ်ပြီးတော့ရှာတယ်ထပ်ထက်တယ်နောက်ဆုံးမှရှာရင်းဖွေရင်းနဲ့ပဲလုံးဖပါသွားစေတဲ့နံပါတ်တွေအောင်မြင်လိုက်ကြဆုံးလိုက်တစ်ခါအောင်မြင်လိုက်သုံးခါကြဆုံးလိုက်နဲ့ဘဝတန်တရားကြီးမှာစိတ်ဆင်းရဲစရာနဲ့ကြုံစေတတ်တယ်တစ်တစ်ဆိုတဲ့ဖုန်းနံပါတ်လိုမျိုး3003ဆိုတဲ့ဖုန်းနံပါတ်တွေမျိုးဒီထက် မကတဲ့ဘွားကိုပြက်စီးစေတဲ့6 6 6ဆိုတဲ့နံပါတ်အတွဲလေးမျိုးတေကန်ချစ်ရတော့ချစ်မဲဆွေတို့ကိုင်းဆောင်နေသောဖုံးရဲ့မြင်းတဲ့နေရာမှာမစိုးပါဝင်နေခဲ့ပြီဆိုလို့ရှိရင်တော့အောင်မြင်မှုနဲ့ဝေးနေရအောင်မှာပဲဒါပေမဲ့ရှင်သန်ချင်းမှလုံးချလဲပြီးတော့ဘွားကတော့လိုက်နေအောင်မှာပဲကျမကနံပါတ်မာစတာ မေဖြူခင်ဖြစ်ပါတယ်တထဲပေါင်းမြောက်များစွာမွေးထုတ်ပေးနေတဲ့နံပါတ်မာစတာတယောက်ဖြစ်ပါတယ်အသေး